အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အချစ်ရေးသီးသန့် reading တစ်ခုလုပ်ကြည့်ကြပါမယ်လုံမဲ့ပုံစံကတော့ကျွန်တော်လုံလုံနေကြပါတော့ reading နေတိုင်းပဲမိတ်ဆွေတို့အနေနဲ့က cut 1 cut 2 cut 3ကိုနှစ်သက်ရ cut cut ကိုစေထဲမှာအရင်ဆုံးရွေးထားဖို့လိုတယ်ပြီးရင်မိတ်ဆွေတို့အတွက်အချစ်ရေးအိမ်တော်ရေးသီးသန့် reading တစ်ခုကျွန်တော်လုပ်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီ reading နံပါတ်စခင်မှာကျွန်တော်ဒီအောင်မြင်ခြင်းအလင်းနိုင်လေးတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆက်ပေးကြပါမယ် ဒီအောင်မြင်ခြင်းအလင်းနိုင်လေးတွေကပထမဆုံးတော့ကျွန်တော်စီမှာအဓိဋ္ဌာန်ပေါ့နော်အဓိဋ္ဌာန်စပြီးတော့လောက်ရတယ်အများကြီးတော့ကျွန်တော်အနေနဲ့လောက်ထတာမျိုးတော့မရှိဘူးရှေ့မှာလည်းဒီအောင်မြင်ခြင်းလင်းနိုင်တွေထွန်းကြီးရဲ့အတွက်ကြောင့်မလို့အလင်းနိုင်မှားယူကြတဲ့မိတ်ဆွေတွေအစဉ်ပြေအောင်မြင်နေတာကြားရတဲ့အတွက်လည်းကျွန်တော်အနေနဲ့ဝမ်းသာတယ်အဲ့တော့ကျွန်တော်တို့အောင်မြင်မှုတစ်ခုရဖို့ပေါ့နော် နှစ်တစ်နှစ်ရဲ့ဘာလေးပါဆိုတာရှိပါတယ်စက်တင်ဘာအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာပေါ့နော်အဲ့ဒီဘာလေးပါထဲမှာမှအခုကကျွန်တော်တို့ကအောက်တိုဘာထဲကိုဝင်လာတော့မှာပေါ့နော်အဲ့ဒီအောက်တိုဘာထဲကိုဝင်လာတဲ့အချိန်မှာဒီအောင်မြင်ခြင်းအလင်းနိုင်တွေကိုကျွန်တော်အနေနဲ့ဒိတ်တန်တစ်ခုပေးထားရတဲ့ကြောင့်မလို့မိတ်ဆွေတို့ကိုဝေမျှခြင်းနဲ့ဒီအောင်မြင်ခြင်းအလင်းနိုင်တွေကိုမှာယူခြင်းနဲ့ဆိုရင်တော့ ျွန်တော်ရဲ့ page messenger ကနေဒီသန်မှာယူဆက်သွယ်လို့ရပါတယ်။ဟုတ်ပြီကျွန်တော်တို့ reading နဲ့ဆက်လိုက်ကြအောင်။ပထမဆုံးတော့ကျွန်တော် cat 1 cat 2 cat 3မှာ cat 1ကိုရွေးချက်ထားတဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော် reading ခုဆပြီးတော့လုပ်ကြည့်ပါမယ်။အဲ့တော့ cat 1ကိုရွေးချက်ထားတဲ့မိတ်ဆွေတွေအတွက်ကဒီကတ်အမျိုးအစားကြပါတယ်။အဲ့တော့ဒီကတ်အမျိုးအစားကဘာကိုဆိုလိုတာလဲဆိုရင်ကိုယ့်ရဲ့ပေါ့နော်အချစ်ရင်း အိမ်အောင်ရေးမှာကိုကိုတိုင်းထက်ပေါ့နော်ဘေးကနေချဲလေနေတဲ့သူမျိုးတွေပေါ်ပေါက်နေရဆိုပြီးတော့အိပ်ပဲရပါတယ်အဲ့တော့အဲ့လိုမျိုးဘေးကနေချဲလေနေတဲ့အရာမျိုးတွေမှာကိုကိုတွန်းတွန်းတိုက်တိုက်လာပြီးတော့ပြောဆိုတာမျိုးတွေရှိတယ်အဓိကကတော့ကိုယ့်ရဲ့ relationship အဆင်မပြေအောင်ဂျားတဲ့ကနေနှောက်ရတာမျိုးတွေ ကနာထိုးတာမျိုးတွေပေါ့နော်လုံးလနိုင်တဲ့အခြေအနေမျိုးတွေရှိရဲအဲ့အတွက်ကြောင့်မလို့အခြေရင်းနဲ့ပတ်သက်ပြီးတော့ဂျားစကားဆိုတာမျိုးတွေကိုတအားကြီးအာယုံမထားဘဲနဲ့အဓိကပြဿနာတစ်ခုရှိလာခဲ့ပြီဆိုရင်လည်းနှစ်ယောက်တိတိဆိုင်ဆိုင်ရှင်းလင်းခြင်းအားဖြင့်အဲ့ဒီအခက်အခဲတွေကိုကျော်လွှားနိုင်မယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးခြင်းပါတယ်အဲ့ဒါကြောင့်ဂျားလူကိုတတိထားဖို့ကျွန်တော်အနေနဲ့မှားခြင်းနဲ့ ရေကခတ်ထူးကိုရေးချင်တဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော် reading တစ်ခုလုပ်ကြည့်ခြင်းနဲ့အဲ့တော့ခတ်ထူးကိုရေးချင်တဲ့မိတ်ဆွေတွေကတော့ဒီကံမျိုးစားကြပါအဲ့တော့ဒီကံမျိုးစားကရည်သားမရှိတဲ့သူတွေအချစ်ရေးပေါ့နော်ကန်ဆိုးခဲ့တဲ့သူတွေဟာအကောင်းဘက်ကိုစားပြီးတော့ရောက်လာပြီဆွမ်းနာပြောတဲ့ relationship အစ်စ်တွေရရှိဖို့အခွင့်အလမ်းလည်းပေါ်လာပြီဖြစ်ပါတယ်အဲ့တော့အခုပေါ်လာမယ့်အခွင့်အလမ်းကိုမိမိရရစုပ်ကြိုင်ပါဆိုပြီးကျွန်တော်နေအကြံပေးခြင်းနဲ့ဘာကြောင့်လဲဆိုရင် အချင်းကြီးအိမ်တော်ရဲ့အတွက်ကိုယ့်တကောင်းကွန်တဲ့လက်တွဲပေါ်အစ်တယောက်ရရှိမယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးခြင်းပါတယ်ဒါကတော့ခတ်တူးကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက် redeem ဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်ကတ်ထရီကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်တစ်ချက်ကြည့်ကြည့်ပါမယ်ခတ်ထရီကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက်ကဒီကက်ကြားပါတယ်အဲ့တော့ဒီကက်အနေနဲ့ပြောရမယ်ဆိုရင် queen's cap လို့ခေါ်ရတဲ့အတွက်ကြောင့်မလို့ကို့အနေနဲ့က အရာအားလုံးပြည့်စုံနေတဲ့အခြေအနေမျိုးထင်နေရပေမဲ့အထူးရံမှုတွေရှိနေတယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးခြင်းတယ်အဲ့အတွက်ကြောင့်မလို့ကက်သရီကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက်အချစ်ရင်းအိမ်တော်ရင်းနဲ့ပတ်သက်လို့ကတော့ကိုကကြံတာတွေအားလုံးအဆင်ပြေနေတယ်ဒါပေမဲ့ကိုရဲ့စိတ်ထဲမှာအထူးကြံစမ်းနေရလို့ခံစားနေရတယ်အချစ်ရင်းနဲ့ပတ်သက်ပြီးတော့လည်းတည်ငြိမ်မှုမရှိဘူးဆိုပြီးတော့အတိတ်ပဲရပါတယ်အဲ့အတွက်ကြောင့်မလို့အချစ်ရင်းအိမ်တော်ရင်းနဲ့ပတ်သက်လို့ ြဿနာအခက်အခဲရှိလာခဲ့ပြီဆိုရင်တည်တည်ငြိမ်ငြိမ်နဲ့ပြဿနာရဲ့အရင်းမြစ်ကိုတရားရှာပါဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးခြင်းနဲ့အစောတလျင်ဆုံးဖြတ်တာမျိုးကို မလုပ်ပါနဲ့ကြည့်ရချင်းကိုကအချစ်ချင်းအိမ်တော်ရင်းနဲ့ပတ်သက်လို့အစဉ်ပြေးနေတဲ့အောင်ရောထင်နေရပေမဲ့ကိုရဲ့အတွင်းစိတ်ထဲမှာမပြည့်စုံမှုတွေလှုပ်ခတ်မှုတွေရှိနေတယ်ဆိုပြီးတော့အသေးပဲရပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီကက်ကိုရိတ်ချက်ထားတဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်အနေနဲ့အကြံပေးချင်တာကတော့ပြဿနာတွေအခက်ခဲရဲ့ဈေးမြစ်ကိုသိချာကြည့်ပါလွယ်လွယ်နဲ့ decision မချပါနဲ့လွယ်လွယ်နဲ့ decision ချမယ်ဆိုရင်အခြေအနေနဲ့ပတ်သက်လို့အမှားယွင်းတွေရှိနေနိုင်ပါတယ်ဒါကတော့ကျွန်တော်အနေနဲ့ခက်3ကိုရိတ်ချက်ထားတဲ့မိတ်ဆွေတွေအတွက်ကို renew လုပ်ပေးထားတာပဲဖြစ်ပါတယ်အားလုံးပဲစီရင်မယ်လို့ညွှန်လင်းနေအားလုံးကိုကျေးဇူးတင်ပါတယ်